မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုံးနေနဲ့မော်ဘီမာလီတက်မီတာစုဝင်တက်ကုံကြီးကြီးရွာအုပ်ချုပ်ရေးမှူးအောင်သူနဲ့ဆွေမျိုးများဖွင့်လှစ်ထားတဲ့ဆိုင်ကမ်းများကိုလက်ပစ်ပုံများနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မော်ဘီမြို့နယ်မှာလီတက်မီတာစုဝင်တက်ကုံကြီးကြီးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးများဖွင့်လှစ်ထားတဲ့ဆိုင်ကမ်းများကိုလက်ပစ်ပုံ၃လုံးပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီမာတာဝန်ရှိသူတောက်ကပြောပါတယ်မေလ29ရက်နေ့ည9:55မိနစ်ချိန်မော်ဘီမြို့နယ်မှာ ချမ်းဖတ်စစ်တပ်ရဲ့လီဒတ်မှာမိသားစုဝင်ဖြစ်သူတက်ကုန်းကြီးကျွရအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးများဖွင့်လှစ်ထားတဲ့စိုင်းငန်းတွဲသုံးခန်းကိုလက်ပစ်ပုံသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်ထိခိုက်မှုခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘဲတော်လိုင်းရဲပေါ်များထိခိုက်မှုရှိပြန်နေဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တက်ကုန်းကြီးကျွရအုပ်ချုပ်ရေးမှူးအောင်သူရဲ့တမျိုးလုံးကလီဒတ်အငိမ့်စားတွေပါနောက်ပြီးညီအငယ်ဆုံးကလည်းလက်ရှိလီဒတ်မှာဝိုင်းအိမ်မောင်းပြီးခွေးဆက်ခင်းနေသူပေါ့။အောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့စိုင်းငန်းတွဲသုံးခန်းကိုလက်ပစ်ပုံသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့ ရန်ကုန်အာမီမှတာဝန်ရှိသူတောင်ကပြောပါရယ် အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးလီတက်မှာပါဝင်ထမ်းဆောင်နေတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေရဲ့ဆွေမျိုးတွေကိုလည်းဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းရန်ကုန်အာမီမှာတာဝန်ရှိသူတအုပ်ကဆက်လက်ပြောဆိုပါတယ်။နောက်ထပ်တပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရှိအမြင့်ဆုံးတောင်ကုန်းပေါ်မှာတည်ရှိတဲ့ပြူဟာမြောင်းဘီယက်နမ်စစ်တပ်စခန်းကုန်းကို KNL ပူးပေါင်းတပ်တွေကနိုင်ပိုင်းတွင်တိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရှိအမြင့်ဆုံးတောင်ကုန်းပေါ်မှာတည်ရှိတဲ့ဘီယက်နမ်စစ်တပ်စခန်းကုန်း ကို KNL ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်လိုက်ကြောင်း KNL သတင်းရင်းမြစ်တွေကိုကိုးကားပြီးထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။မေလ30ရက်နေ့မနက်၄နာရီချိန် KNL KNTO ပူပေါင်းတပ်တွေကဝေါ်လီဖြူဟာစစ်စခန်းအနီးရှိအမြင့်မားဆုံးတောင်ကုန်းမှာတရှိတဲ့ဘရင်နောင်ကုန်းစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုင်လိုက်ခြင်းဖြစ်ကြောင်းအဆိုပါစခန်းကုန်းကိုပထမဦးဆုံးချိန်တိုက်ခိုက်သိမ်းပိုင်နိုင်ခြင်းဖြစ်ကြောင်းသိရပါတယ်။မေလ28ရက်နေ့ကနဲလီစခန်းကိုသိမ်းပြီးတော့အပြန်မမင်းကအဲ့ဒီဘရင်နောင်စခန်းကုန်းကိုတက်ဝိုင်းလာပြီးတော့ဒရုန်းနဲ့တောက်လျှောက်ပုံကျဲချပြီး သိမ်းလိုက်တာလို့သိရတယ်။အဲ့ဒီစခန်းကုန်းအရန်မြင့်နေဘလုံးမတက်သိမ်းဖို့မလွယ်တဲ့နေရာကိုညာရင်းကျင်းလိုက်ပြီးဒီမနက်မှသိမ်းပြလိုက်တာစစ်တပ်ကအကုန်ဆင်းပြေးရတာလို့သိရတယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရတယ်။ အဆိုပါဘီရင်နောင်တဆကန်ကို KNL ကဆယ်စုနှစ်နဲ့ချီပြီးထိုးစစ်ဆင်ခဲ့ဘူးတော်လဲတစ်ချိန်မှမသိမ့်ပိုက်ခဲ့ဘူးကြောင်းယခုသိမ့်ပိုက်ရရှိခဲ့မှုကပထမအဆုံးချိန်သိမ့်ပိုက်ရရှိခြင်းဖြစ်တဲ့အပြင်နိုင်ပိုင်းတွင်သိမ့်ပိုက်ရရှိခြင်းဖြစ်ကြောင်းသိရပါတယ်မနေ့ကညပိုင်းမှာဒီကနေ့မနေ့ပိုင်းထိထိုင်းမြန်မာနေဆက်တလျှောက်စစ်ကောင်စီတပ်စခန်းတွေကို KNL ကထိုးစစ်ဆင်တာကြောင်းပြည်သူ933ဦးထိုင်းနိုင်ငံဘက်အချမ်းသူခိုးလုံလာကြောင်းထိုင်းသတင်းတွေကဖော်ပြပါတယ်နောက်ထပ်တပုတ်အနေနဲ့မော်လမြိုင်မှာပြည်သူနေအိမ်600ကိုဖျက်သိမ်းဖော်ဆောင်နေတဲ့လှိုင်းရဒနာမျိုးကွက်စ်စီမံကိန်းကို ရွေးကောက်ပွဲမတိုင်မီမွန်ဝင်ကြီးချုပ်နဲ့နယ်လုံဝင်ကြီးတို့ကလေလံတင်တွန်းရောက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပီ60ပီ60မြေကွက်တစ်ကွက်လင်းငွေကျပ်3500နဲ့ခရံအပီးထုတ်ပေးရောင်းချတယ်လို့သိရပါဗျ။မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်သူနေအိမ်600ကိုဖျက်သိမ်းပြီးသူ့အကောင့်ထဲပေါ်နေတဲ့လိုင်းရတနာမျိုးကွက်သစ်စီမံကိန်းကိုရွှေကောက်ပွဲပြီးအစိုးရပြောင်းလဲဖြစ်နိုင်လို့မွန်ဝင်ကြီးချုပ်နဲ့နယ်လုံဝင်ကြီးချုပ်တို့ကလေလံတင် တွန်းတင်ရောင်းချနေကြောင်းမော်လမြိုင်မြို့စည်းဝါးရေးတိုင်းဝိုင်းတွေကဆိုပါတယ်မော်လမြိုင်မြို့လှိုင်းရက်ွက်နဲ့တာယာအင်းရက်ွက်ရှိမြေဧက17.239ဧကပေါ်ရှိနေအိမ်600ခန်းကိုစစ်တပ်ကကျူးကျော်နေအိမ်များအတင်းကျပ်ဖန်ရှားကလှိုင်းရတနာမြို့ကွက်တစ်စီမံကိန်းကိုအကောင့်ထဲပေါ်ခဲ့ကြောင်းအခုခါလာမဲ့ဒီဇင်ဘာလမှာစစ်ကောင်စင်ကရွှေကောက်ပွဲကျင်းပပြီးအစိုးရအပြောင်းလဲဖြစ်နိုင်တဲ့အတွက်အဲ့ဒီအချိန်မတိုင်မီမြေကွက်တွေကိုမုံပြင်းနယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လုံးဝန်ကြီးပုံမှုကြီးကျော်စွာမြင့်တို့ကိုယ်တိုင်အတင်းအကျပ်ထိုးရောက်နေကြောင်းသိရပါဗျ။ မုံဝင်ကြီးချုပ်အောင်ကြည်သိန်းကဒီ project ကိုမြေကွက်တွေကိုဒီနှစ်အကုန်အပြင်းရောင်းဖို့ညွှန်နေတယ် ဒီနှစ်ကုန်မှာရွှေကောက်ပွဲပေါ်လာရင်အစိုးရအပြောင်းလဲဖြစ်နိုင်တာမို့ဒီကာလမတိုင်မီမြေကွက်တွေကိုကုန်အောင်ရောင်းဖို့အမိန့်ပေးတဲ့ဝန်ကြီးချုပ်ကိုယ်တိုင်စီးပွားရေးသမားတွေကိုမြို့သစ်စီမံကိန်းကမြေကွက်တွေကိုချက်ချင်းဝယ်ခိုင်းနေတာကရမ်မာထုတ်ပေးမယ်ဆိုပြီးဝယ်ခိုင်းနေတာလို့မော်လမြိုင်ချင်းဆိုင်စီးပွားရေးတိုင်းဝိုင်းကရှင်းပြပါတယ်လက်ရှိမွန်ပြည်နယ်စစ်ကောင်စီကလှိုင်းရတနာမြို့ကွက်သစ်စီမံကိန်းမှာပေ40နဲ့ပေ60မြေကွက်တစ်ကွက်လင်းငွေကျပ်3500နဲ့ကရမ်မြေအပီးထုတ်ပေးပြီးတက်တော့ရိုက်ရောင်းချနေပြီးမြေကွက်တွေကိုလေလံစနစ်နဲ့ lot အလိုက်ရောင်းချမှုတွေလည်းရှိကြောင်း ြေရပါတယ်။အဆိုပါလှိုင်းရတနာမြို့ကွက်တဲ့စီမံကိန်းမှာမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လဝန်ကြီးပုံမှုကြီးကြော်စွာမြင့်တို့ရှင်ရရရရှိထားခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီစီမံကိန်းကိုရှက်ခင် NND အစိုးရလက်ထက်မော်လမြိုင်ခရိုနီမိုးကျော်ငွေမိုးစင်းရုံနဲ့ဟိုတယ်နဲ့စစ်တပ်တို့ပေါင်းပြီးမြေဖြို့ရောင်းစားဖို့လှုံ့ဆော်ခဲ့တော့လေမအောင်မြင်ခဲ့ကြောင်းရှက်ကူးစစ်အာဏာသိမ်းချိန်မှာအဲ့ဒီစီမံကိန်းကိုအတင်းလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရပါတယ်။မော်လမြိုင်မြို့မှာလှိုင်းရတနာမြို့ကွက်တဲ့စီမံကိန်းကိုမော်လမြိုင်အခြေဆိုင်ခရိုနီစီးပွားရေးတမမိုးကျော်ကဦးဆောင် ောင်ကောင်ထဲပေါ်နေတာဖြစ်ပြီးမိုးကြောငွေမိုးက40ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်စစ်ကောင်စီက60ရာခိုင်နှုန်းရှယ်ယာပါဝင်ကြောင်းမွန်ပြည်နယ်ဝင်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံဝင်ကြီးဘုံမူကြီးကျော်စောင်မြင့်တို့ကလည်းရှယ်ယာများရရှိကြောင်းသိရပါဗျာ စီမံကိန်းကလည်းသမားတွေပိုင်နေလင်းမြေပေါ်မှာလုတ်တင်လေသမားတွေကိုနစ်နာချေခေါ်ယူတွေးဆောင်ခြင်းမရှိပဲမြို့ကွက်တဲ့စီမံကိန်းကိုပြည်နယ်အစိုးရအဖွဲ့နဲ့ခရိုနီတတိုက်ကလုတ်ကြတော့လေသမားတွေမှာကဒီမြေကွက်တွေကသူတို့မြေကွက်တွေဖြစ်တယ်ဆိုတာကိုလည်းပြနိုင်ကြတယ်လို့မော်လမြိုင်မှာမြေယာရှိလှုပ်ရှားသူတအုပ်ကရှင်းပြပါတယ်ဆက်လက်ပြီးဖားကတ်မြို့နယ်လုံခင်းရွာကိုစစ်တပ်စစ်ကြောင်းဖြတ်တန်းစဉ်ပြည်သူ၅ဦးထပ်မင်းကိုပြစ်တက်သွားတဲ့အကြောင်းတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်ကျေးရွာကိုစစ်တပ်စစ်ကြောင်းဖြတ်တန်းနေစဉ်ပြည်သူ9ဦးထပ်မင်းကိုပြစ်ခတ်တပ်ဖြတ်သွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်မေလ29ရက်နေ့ညပိုင်းကစပြီးဖားကံမြို့နယ်လုံခင်ကျေးရွာနီးကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်ကမေလ28ရက်နေ့နဲ့မေလ29ရက်နေ့လုံခင်ရွာကိုဖြတ်တန်းစဉ်ပြည်သူများကိုပြစ်ခတ်တပ်ဖြတ်သွားခြင်းဖြစ်ကြောင်းပြစ်ခတ်တပ်ဖြတ်ခံရသူပြည်သူ9ဦးထပ်မင်းရှိပြီးဒီကနေ့နေ့လယ်ပိုင်းစစ်တပ်စစ်ကြောင်းထွက်ခွာသွားစဉ်အလောင်းတွေကိုကောက်ယူတကြုံရကြောင်းဒေသခံပြည်သူတွေကပြောဆိုပါရယ်လုံခင်ရက်ွက် က်လေးလမ်းစုံနေရာနဲ့အနီးအနားမှာပြည်သူတွေကိုပြစ်တက်သွားတာဒီအတိုင်းပြစ်တက်သွားတာလမ်းပေါ်မှာအလောင်းတွေလိုက်ကောင်းရတယ်စုစုပေါင်းတော့တိရတာ၅ဦးရှိတယ်ဒီထက်ပိုနိုင်တဲ့နေရာဆောင်မကြည့်ရသေးဘူးလို့လုံခင်းဒေတာမှသတင်းရင်းမြစ်တွေကပြောပါတယ် ဖားကံမြို့နယ်လုံခင်းရွာကိုစံဖတ်စစ်တပ်စစ်ကြောင်းဝင်ရောက်စဉ်ရွှေမော်တဲကိုကံပေါ်မှာထွက်ကြည့်တဲ့ပြည်သူတအုပ်ကိုစစ်တပ်ကပြစ်တက်ခဲ့ရမှာအခုချိန်ထိအလောင်းမကောက်ရတဲ့ကြောင်းသိရပါတယ်။ဖားကံလုံခင်းရွာကရွှေမော်တဲကိုကံမှာအရှက်သားပြည်သူတအုပ်ကစစ်ခွေးစစ်ကြောင်းလာတာကိုပရင်းပေါက်ကနေထွက်ကြည့်တာကိုတနက်နေ့ပြစ်လို့ပွဲချင်းပြီးအသက်သေးဆုံးနေတဲကိုကံမှာရှိတဲ့ပရင်းပေါက်တွေလည်းထိခိုက်ပျက်စီးမှုရှိတယ်လို့ဆိုပါတယ်။အစံဖတ်စစ်တပ်ကဖားကံမြို့ကိုအင်အား600ကျော်နဲ့စစ်ကြောင်းတို့ဝင်ရောက်လာခဲ့ပြီးလမ်းတစ်လျှောက်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ် ချက်များလှုပ်ဆောင်ခဲ့ကြောင်းဒေတာတရင်အရင်မြစ်တွေရဲ့အဆိုအရသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ဆလဘီပလင်းမျိုးပေါ်ရှိစစ်တပ်နဲ့ရင်ပူးပေါင်းတပ်ဆွေထားတဲ့ရေစကန်ကိုတော်လိုင်းတက်ကဝင်ရောက်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလင်းမျိုးပေါ်ရှိစစ်တပ်နဲ့ရင်ပူးပေါင်းတပ်ဆွေထားတဲ့ရေစကန်ကိုတော်လိုင်းတက်ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒေါင်းနဲ့ပြည်သူကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ မေလ29ရက်နေ့ညနေ3နာရီခွဲချင်းပလဲမြို့ပေါ်မှာစစ်တပ်နဲ့ရဲများထိုင်ချတပ်ဆွဲထားတဲ့မြို့မရဲစခန်းကိုတောင်းနှံ့ပြည်သူ့ကာကွယ်ရေးအဖွဲ့က RPG နဲ့ဝင်ရောက်ပစ်ခတ်ကြောင်းစစ်ကောင်စီတပ်တွေကရဲစခန်းပြင်စုပေါင်းယုံနဲ့ထွေအုပ်ယုံမှလည်းအထိုင်ချတပ်ဆွဲထားကြောင်းသိရပါတယ်။ကျွန်တော်တို့ပလဲမြို့ပေါ်ရဲစခန်းကို RPG နဲ့တွားပစ်ခဲ့တာကျွန်တော်တို့ပြစ်ပြီးသူတို့ဘက်ကထွေအုပ်ယုံကရောစုပေါင်းယုံကရောပြန်ပစ်တယ်။ အဲ့ဒီမှာနဖက်အပြန်လဲပြက်ခတ်ကြပြီးတိုက်ပွဲ7မိနစ်လောက်ဖြစ်လိုက်သေးတယ်တိုက်ပွဲကတိတ်မထီရောက်ခဲ့ဘူးသူတို့ဘက်လည်းထိခိုက်တာနည်းလိမ့်မယ်ကျွန်တော်တို့ဘက်ကတော့ထိခိုက်မရှိဘူးတိုက်ပွဲဖြစ်တဲ့အကဝေးကလည်းအတော်ဝေးပါတယ်လို့ဒေါင်းနဲ့ပြည်သူကကွေတပ်ဖွဲ့ရဲ့တာဝန်ရှိသူရဲဘော်စရာပီကပြောပါတယ်ပလဲမျိုးပေါ်အတွက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ကပလဲထွေဦးယုံမှာအင်အား90ဝန်းကျင်ရဲစခန်းအတွင်းမှာအင်အား40ခန်းနဲ့တပ်ဆွဲပြီးမြို့အတွင်းမှာသာနေထိုင်ရေးကြကြောင်းသိရပါတယ် လင်းမြို့နယ်မှာစစ်ကောင်စီတပ်ကပလင်းမြို့အင်းမတီပြူစောတီရွာဇီးပြူကုံပြူစောတီရွာနဲ့ကန်တော့ရွာတို့သာတပ်ဆွဲထားနိုင်ကြောင်းပလင်းမြို့နယ်ရဲ80ရာခိုင်နှုန်းကျော်ကိုပြည်သူ့ကာကွယ်တပ်တွေကစုမိုးထိန်းချုပ်ထားကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။